မင်္ဂလာပါဒီတစ်ခေါက်မှာတော့ဆရာကြီးတကုံရွှေမြရဲ့မြောက်တက်သည်ဆိုတဲ့ဝိတ္ထုတို့လေးကိုဖတ်ပြပေးထားပါရခင်ဗျာဒုတိယဘာစီကြီးမဖြစ်မီအာနိခန့်က ဆောင်းဥဒုတနေ့သောညနေဆောင်တွင်တရက်ခရိုင်ရောင်စင်ရွာခေါ်ရွာကလေးတရာတွင်ကလေးလူကြီးရွာသူရွာသား30ခန့်တို့သည်တစုံတရာကိုဝိုင်းအောင်ကြီးစုလျက်ရှိကြ၏ယင်းဒီကထိုရွာများသို့တလလျင်တကြိမ်နှစ်လလျင်တကြိမ်ကြတဲ့လေရောက်ရှိလာလိမ့်ရှိသောမြောက်စရာကိုလက်တူဆိုသူ၏မြောက်ပွဲပင်ဖြစ်လေသည်မြောက်စရာမှာ လဝဲပဲလက်မောင်းကိုတရောင်စီအထက်မှာဖြတ်ထားရသဖြင့်နာမည်အရင်းကိုမတိရွေတော်၎င်းတမင်တက်တက်တော်၎င်းကိုလက်တူခုအမိပေးထားကြ၏သူမြောက်ကြီးမှလည်းအရက်ပူသောကိုလက်တူ၏ခါလောင်နီးပါအရက်မြည်၏မြောက်ကြီးမှဆရာဖြစ်သူကထိုင်ဆိုလင်ထိုင်ထဆိုလင်ထကဆိုလင်ကခုံဆိုလင်ခုံအမျိုးမျိုး အဖုံဖုံလှုပ်တက်သော မြောက်လင်မှာတကောင်ဖြစ်၍ပရိသတ်များအလိုကျကောင်းစွာဖြောပြနိုင်စွမ်းရှိလေသည်ထိုခါများကတော့လက်ကြီးရများတွင်ပျော်ပွဲရှင်ပွဲများနေပါလာသည်ဖြင့်ရင်းကဲ့သို့မြောက်ပွဲများကိုပင်ခလေးလူကြီးမကျန်အပန်းဖြေကြည့်ရှုကြရလေသည်ဤတို့လင်မြောက်စရာ ကိုလက်တော်နှင့်မြောက်လင်မှာကြီးမှာ စီးပွားပြများဖြစ်သည့်အတိုင်းတရက်ခရိုင်အတွင်းရှိရွာယူချောက်တို့ ပြဲ့လေကမိမိတို့ပရိယေတနဝန်းစာကိုရှာဖွေကြရဤရောက်လျာရက်တိုင်းမှရွာသူရွာသားများတို့ကကိုလက်တို့ဤဒုက္ခိတဘဝနှင့်စီးရဲနွမ်းပါခြင်းကို၎င်းမြောက်လိမ္မာကြီးလိမ္မာမှုနှင့် အကအပြအကောင်းခြင်းကို၎င်းဂယုဏတတ်ကတတ်နိုင်သည်မပီကံထောက်ပံ့ကြဤရွာတရာ၌ကိုလက်တို့မြောက်ပွဲလာရောက်သောအခါရွာလုံးကျွတ်မြတ် ကလေးလူကြီးမကျယ်ရာရောက်ကြည့်ရှုတတ်လိသည်ထိုနှစ်ညနေကညောင်စင်ရွာတွင် ကိုလက်တို့မြောက်ပွဲကိုတနအီခန့်လျက်ရှိရာအချိန်မှလဲစဘာပေါ်၍စဘာရောင်းပြီးစဝေရှင်ချင်းဖြစ်သည့်တိုင်ဖို့ဖို့တီတီပေးခန်းကြ၏မြောက်ပွဲပြီးနောက်ကိုလက်တို့သည် ထိုတနအီခန့်မြအတွင်ရရှိသောမူးစီမက်စီသုံးလင်းချက်ဖိုးကန့်ကိုအိတ်ထောင်ကလေးတစ်ခု၌ထည့်ပြီးနောက်ရွာမှထွက်ခွာသွားလေသည် ထိုခေတ်မှာမူးစီမက်စီ ကြေးပြားများသုံးသောခေတ်ဖြစ်၍ထိုအိတ်ထဲတွင်အနည်းဆုံးအကျွေ၃၄၀ဘုခတ်ရှိပေလိမ့်မည်။ရွာတို့ ရောက်လာတတ်သောအခြားမြဲလဲဆရာများမွေးလင်းမဲ့ဆရာများ အလှူခံများမှရွာမှစူဆောင်းပေးသောစံများကို ယူလိရှိတော်လဲကိုလက်တုံမှမူမြည်သည့်အခါမြစံကိုလက်မခံပဲငွေတင်းကနှင့်ငါမူးစီမူးစီ မက်စီများဖြင့်သာ သူဤမြောက်ပွဲကို ပြလ်တာလေးရှိသည်မြောက်ပွဲပြီးသောအခါကိုလက်တို့သည်ရွာမှမြောက်စုစုသို့ထွက်ခွာသွားရာ ရောင်စင်ရွာဤမြောက်ဖက်အနီးဆုံးရွာမှခရီးငားမိုင်မြတ်ကွာဝီး၍ထိုရွာသို့မရောက်မီကြားထဲတွင်လူနေအင်ဂျီဟူ၏မရှိကြနောက်တနေ့နက်နက်ခုနှစ်နာရီခန့်အချိန်၌ဆယ်အိမ်ကောင်းဥတုပေါ်နှင့်အင်ဂျင်ကက်လက်ရှိသောထုံးခင်ဆိုသူသည်အင်ရှိကုပ်ပြစ်၌ထိုင်က ဖိုးလူဆန်ရ ဆိုသူတို့နှင့်အတူလဖိတ်ရီချမ်းတောက်လျက်ရှိစဉ်မြောက်ကြီးတကောင်သည်ရွာလမ်းမကြီးတိုင်းဝင်လာပြီးလျှင်လဖိတ်ရီချမ်းဝိုင်းတွင် လဖိတ်ရီချမ်းတောက်နေသောထုံးခင်အားအတင်းဝင်ရောက်ကြိုက်လေ၏မြောက်ကြီးမှာယမန်နှစ်ကကိုလက်တို့၏မြောက်ကြီးနှင့်တူ၍မြောက်ဤကိုမှာလဲသွေးစာသွေးနာများကို တွေ့မြင်ရလေသည်ထုံးခင်မှာအံအားတင်ပြီးလျှင်ပါဇက်မှာဟစ်အော်ကလမ်းများဖြင့်ကာကွယ်လျက်ရှိ၏ မြောက်ကြီးမှာခွန်အားပလာအတော်ကောင်း၍တွေ့ရနေရကိုပါဇက်ဖြင့်ကြိုက်ချင်းလက်သေးများဖြင့်ကုတ်ချစ်ချင်းများကို ပြုတ်လို့လျက်ရှိရကအကယ်၍တယောက်ချင်းသာဖြစ်ခဲ့ပါဘူးအရှင်ပေးမီကဲ့သို့ရှိနေတော်၏သို့သောဖိုးလူမှာတတိကောင်းသော လူတယောက်ဖြစ်သည့်တိုင်းမြောက်ကြီး၏လက်ကုတ်ကို နောက်မှနေ၍အတင်းစုပ်ကင်ဖန်းကဆန်ရ၏အကူအညီဖြင့်ကျိုးတစ်ချောင်းကိုယူပြီးလျင်ခါကိုတခါတည်းချီနှောင်လိုက်လေသည် မြောက်ကြီးကလွတ်မြောက်ရဲ့အတင်းရုံးကန်လှည့်ရှိတော်၏ထိုချိန်တွင်ရွာသားများသည်စူစူညံ့ညံ့အတန်များကြားရသဖြင့်ထုံငင်တို့လူစုရှိရာတို့စူယုံရောက်လာကြပြီ ဖြစ်ရာထိုအထဲတွင်ဆိုင်အင်းကောင်းဥတုဘောလည်းပါလာ၏ဥတုဘောမှာအတော်အတန်ဉာဏ်ပညာအမြောင်မြင်စင်ချင်းတုံတရားနှင့်ပြည့်စုံသူတို့ဖြစ်သည့်အတိုင်းရွာတို့ကိုလက်တူ၏မြောက်ကြီးရောက်လာပုံကို၎င်းမြောက်ကြီးကိုရင်သွေးခွက်ဟုယူဆရသော နီညိုရောင်အကွက်ကြီးများကိုမြင်ရဖြစ်၎င်းတစုံတရာကိုအတန်ကြာမြတွေ့ဝေးစဉ်းစားလျက်ရှိလိမ့်ထိုချိန်တွင်မြောက်ကြီးသည်သူလာသောလမ်းဖက်သို့ပြန်၍ပြေးရန်ဖိုးလူ၏လက်ထဲမှအတင်းရုံးကန်လျက်ရှိလိမ့်ဟေးမောင်ဖိုးလူမြောက်ကြီးကပြန်ပြေးခြင်းလို့အတင်းရုံးနေတယ်နဲ့သူလဲဟုတ်တယ်ဦးလေးဒါနဲ့တူတယ်ပြီးတော့မြောက်ကြီးကတိုးရွာမှာမနေ့ကပြသွားတယ်ကိုလက်တော်မြောက်ကြီးနဲ့တူတယ်ကွ ဟုတ်တယ်ဦးလေးရဲ့သူ့မျိုးကြီးနဲ့တူတာပဲတောထဲကမြောက်တော့မဟုတ်နိုင်ဘူးသူကောင်းနဲ့လက်မှာပင်နေတဲ့ဟာတွေလဲသူ့နဲ့တူတယ်ကွယ်မင်းတို့ကဘလို့ထင်တယ်လဲထိုကမောင်ဖိုးလူနေဆန်ရတို့နှစ်ယောက်တမကအခြားရွာသားတယောက်နှစ်ယောက်ကပါသူ့ကောင်များဖြစ်သည့်ခင်ချောင်းဖြင့်ထောက်ကဲပြောဆိုကြသည်ထိုချင်းတွင်ထုံးခင်သည်အဖေးဂျန်ဝိုင်းမှာထား၍တော့ကအိမ်ဝရီ ်မြောက်ကြီးကုတ်ဖက်ကုတ်ချစ်တော်ဒံယာများကိုလွန်နှွေးများဖြင့်တိတ်လျက်ရှိလေ၏မြောက်ကြီးသည်ခါးနှင့်ရင်မက်တွင်နှောင်ကြိုးများဖြင့်တဲထားတော်လေထုံးခင်ကိုမြင်းသည်နှင့်တပြိုင်နက်၎င်းရှိရာသို့တွားရောက်ရန်အတင်းရုံးကလျက်ရှိပြန်လေ၏ထိုအခါဥတုဘောကရွာသားများဘက်သို့တပန်လှည့်ပြီးလေအဲနေလေပြိုးကိုဖို့တဲတို့ကိုဆံများတို့ခမရတို့ဘလို့ထင်တယ်လဲဒီမြောက်ကြီးကတော့ မနေ့ကတို့တို့ရွာမှာပြသွားတယ်ကိုလက်တို့ရဲ့မြောက်ပဲဗျပြီးတော့သူ့ကိုမှအေးကွက်တွင်နဲ့တွေ့ရတယ်ပြီးတော့သူလာတဲ့လမ်းအတိုင်းမြောက်ဘက်ကိုပဲပြန်ပြေးချင်နေတယ်ဒီတော့ကျုပ်စိတ်ထင်မြောက်စရာကိုလက်တို့ဟာတခုခုဖြစ်ပြီးထင်းနေထိုကရွာသားတယောက်ကဝင်ရေးဒါပေမဲ့ကျွန်တော်တို့ဘလို့လုတ်ပြီးလိုက်မလဲဥတုပ်ဘောရဲ့ဖုပြောလိုက်ရာအချာခက်ရွရွလူတယောက်က ကျောက်ကိုရှော့ပေးပြီးသူ့နောက်လိုက်သွားရင်တွေ့ချင်းတွေ့မှာပေါ့ဗျ။ခုဝီရဲ့အကြံပေးပြောလေသည်။ထိုအခါဥတုပ်ပေါ်သည်ရွာသူကြီးတန်အကျိုးကြောင့်တွားရောက်ပြောဆိုကရွာသား၁၀ယောက်ခန့်ကိုစူယုံခေါ်ယူပြီးလျင်၎င်းတို့အားဓာလှန်လက်နက်များကိုယူစီခဲ့စီလျက်မြောက်ကြီးဤနောက်သို့လိုက်စီစဉ်လေဤထို့နောက်မြောက်ကြီးအားခိုင်ခန့်သောကျိုးတစ်ချောင်းဖြင့်ခါကိုထက်မှန်ခြေစီပြီးတော့ ကျိုးကိုရှော့ပေးလိုက်ရာယောက်ကြီးသည်ရွာလမ်းမကြီးတိုင်းပြေးသွားပြီးနောက်ရွာတကားမှထွက်ခါမြောင်စုစုတို့ခုံပေါက်ပြေးလောသွားလေသည်ဥတုပေါ်နေတကွရွာသားများပါယောက်ကြီးနောက်မှထက်ချက်မကွာလိုက်ပါသွားကြလေသည်ထို့သူလိုက်သွားကြရာခရီးနှမိန်ခန့်အကွာတွင်ယောက်ကြီးကပြသည့်အတိုင်းကိုလက်တူ၏အလောင်းကိုတူပေါ်ရရှိသည်ဆို၏အလောင်း၏ဦးကောင်း၌ ဒဏ်ရာများကိုလည်းတွေ့ရှိရသည့်ပြင်၎င်း၌ပါရှိသည့်ထင်သော ပစ္စည်းများကိုလည်းအနီးနားတွင်တုံတရားမတွေ့ရသောကြောင့်တိတ်ရောက်ရောက်က၎င်း၏ငွေများကိုယူပြီးလျင်လူကိုတက်၍ရုတ်ထားဟန်သူသည်ဟု အကြောင်းအားလျော်စွာထင်ရ၏ရဲရာရှိများကလည်းဤအတိုင်းမီယူဆပြီးနောက်မြောက်ကိုက်ခံရသောထုံးခင်ပေါ်၌တင်ကမကင်းဖြစ်ပြီးလျင် ထုံးခင်အားဖမ်းဆီးပြီးတင်ပို့သောအမှုဖြစ်၏ အထက်ပါအကြောင်းအရာများမှာအမှုကိုကျွန်ုပ်တို့ယုံတို့မတင်ဖို့မီရဲအရာရှိများကဤမှုနှင့်ပတ်သက်၍တွေ့ရှိရတော့အကျိုးကြောင့်အခြေခံချက်လက်များဖြစ်လေဤမှု၌အခြားသောတတိကံပစ္စည်းများပြင်အသက်ရှင်လင်းရှိသောမြောက်ကြီးတကောင်ကိုလည်းတတိကံအဖြစ်ဖြင့်တင်ပြလေရာဤအမှုမျိုးကိုနှစ်ပေါင်း40ကျော်မြတ်ကျွန်ုပ်ဤလောက်တဲ့အတွင်းတွင် မတွေ့ဘူးသေးကြီးအမှုဤအကျိုးကြောင့်ကိုကြက်ကြက်ပြက်ပြက်တိရှိနိုင်စီရင်၎င်း က်သည်ခံချက်များ၌တစ်ခုနှင့်တစ်ခုဆက်ဆက်ပို့ကို၎င်းဥပဒေအချက်လက်များကို၎င်းကျွန်ုပ်၏ထင်မြင်ယူဆချက်ကို၎င်းစာဖတ်သူများဖတ်ရှုလေ့လာနိုင်စေရန်အရေးကြီးသောတက်သည့်တယောက်နှစ်ယောက်တို့၏အစစ်ခံချက်များကိုကျွန်ုပ်မှတ်မိသလောက်ရေးသားဖော်ပြမည်ဖြစ်ပါသည်ရာသူကြီးဥစိတ်ကောင်း၏ထွက်ချက်ကျွန်တော်သည်တရက်ခရိုင်ရောင်စင်ရွာမှရာသူကြီးဖြစ်ပါသည် ဥတုဘောသည်ကျွန်ုပ်၏စိတ်အင်ကောင်းဖြစ်ပါသည်စိတ်အထင်လွန်ခဲ့သော15ရက်လောက်ကစိတ်အင်ကောင်းဥတုဘောသည်ကျွန်တော်အိမ်တို့နက်နက်ခုနှစ်နာရီခန့်တွင်အရေးတကြီးလာရောက်ကအောက်ပါအတိုင်းပြောဆိုပါသည်သူနှင့်အိမ်ကြီးကက်လက်နေတော်ထုံးခင်သည်နက်နက်စောစောအိမ်ရှိကုပစ်ပေါ်၌ဆန်ရဖိုးလူတို့နှင့်အတူလက်ဖိတ်ရည်ကြမ်းတောက်နေစဉ်ရတော်ကောင်သည်လမ်းပေါ်မှကုပစ်ပေါ်သို့ခုန်တက်ခါ ထုံးခင်ကိုအတင်းဝင်ရောက်ကြိုက်ဖယ်ကြောင်းထုံးခင်ကအံအားတင်းလျက်ရှိစဉ်ဖိုးလူမှာလက်မြန်တစ်ဖြစ်မြောင်ကြီးကိုအတင်းဝင်ရောက်ဖမ်းကကျိုးတချောင်းမြစ်ချီနောင်လိုက်တော့ကြောင်းထုံးခင်တက်တာရရသောကြောင်းကိုခါရွာသားများသည်ထုံးခင်အင်းရှိသို့ရောက်လာကြ၍ဝိုင်းအောင်ကြည့်ရှုလျက်ရှိရာမြောင်ကြီးသည်သူလာသောလမ်းဘက်သို့သာအတင်းရုံးကန်လျက်ရှိသည်ဖြစ်သူတို့အားလုံးပင်တင်ကမကင်ဖြစ်လာကြကြောင်းတို့ဖြင့်မြောင်ကြီးမှာ ယမန်နီကမြောက်ပွဲပြသွားသောကိုလက်တူ၏မြောက်ကြီးဖြစ်သည့်ပြင်၎င်း၏ဦးကောင်းနှင့်လက်များ၌လေသွေးခွန်၏တူသောငင်းညိုရောင်အကွက်ကြီးများကိုတွေ့ရသဖြင့်ပို၍မတင်ငါမကင်းရှိလာကြကြောင်းသူဖြစ်၍မြောက်ကြီးပြေးသွားရာဘက်သို့ရွာသားများစူယုံခေါ်ယူပြီးလျှင်လိုက်ပါလိုကြောင်းကျွန်တော်အားပြောပါသည်ထိုအခါကျွန်တော်သည်ဆန်ရဖိုးလူပါဝင်ကိုဖိုးသွဲကိုဆန်မြကိုအင်းမော ကိုတာဆန်တို့ကိုဓာလှန်လက်နဲ့များကိုင်းဆောင်စီလျက်သူ့အလိုရှိသည့်အတိုင်းဆယ်အင်းကောင်းဥတုပေါ်နေသူလိုက်ပါတော့ရင်အမိန်ပေးလိုက်ပါသည်သူတို့လိုက်ပါတော့ပြီးနောက်မွန်းတဲ့ချိန်လောက်တွင်မှ ပြန်ရောက်လာရအချိုးချောင်းမင်းမန်းတော့အခါမြောက်စရာ ကိုလက်တို့၏အလောင်းကိုတွေ့ခဲ့ရပြီဖြစ်ကြောင်းအလောင်း၏ဥကောင်းနှင့်ဒိုင်ယာများ တွေ့ရကြောင်းထို့အခါအလောင်းကို ကိုအင်းမော်နှင့်ကိုတာဆန်တို့အားအဆောင်ထားခဲ့၍မိမိအားပြောကြရန်နှင့် မိတို့မိပုံ စီမံမည်ကိုတိရရန်ပြန်လာခြင်းဖြစ်ကြောင်းဖြင့်ပြောပြပါသည်ထို့အခါကျွန်တော်လဲကိုယ်တိုင်လိုက်သွားပြီးလျင်ကြောက်ဦးရော်တို့လူလွတ်၍အလောင်းတင်ရန်ထန်းစဉ်တစ်ခုကို အမြန်ပြုတ်လို့စီပြီးတော့တရက်မြို့စေးယုံတို့အလောင်းကိုပို့လိုက်ပါသည်ဥတုဘုတ်ကိုခေါင်းဆောင်ကြည့်၍မောင်ဆန်ရမောင်ဖိုးလူ မောင်အေးမောင်တို့ကိုလည်း၎င်းတို့နဲ့အတူလိုက်ပါရန်ထည့်လိုက်ပါသည် ကိုလက်တို့အလောင်းတွေးရပုံကို ကျွန်တော်ထက် ဥတုပ်ဘောကအသေးစိတ်ပူ၍အစစ်ခံနိုင်ပါလိမ့်မည်။ဆိုင်ရင်ကောင်းဥတုပ်ဘော၏အစစ်ခံချက်ကျွန်တော်သည်ညောင်စင်ရွာတွင်တကြီးဥစိတ်ကောင်း၏လက်အောက်အမှုထမ်းလျက်ရှိသောဆိုင်ရင်ကောင်းဖြစ်ပါသည်။အခင်ဖြစ်ပွားသောနေ့နနက်စောစောအိမ်၌ကျွန်ုံနှင့်ဇနီးနှင့်အတူလက်ဖိအကျန်းတောက်လျက်ရှိစဉ်ထုံးခင်တရခန်အိမ်ဘက်မှစူးစူးငင်းငင်းအတန်ကြားရသဖြင့်တွားရောက်ကြည့်ရှုရာထုံးခင်ကမလန့်မကန့်တွင်ရက်ရက် ဆန်ရနဲ့ဖိုးလူတို့ကမြောက်ကြီးတစ်ကောင်အားကျိုနှင့်ခါမှခြိတိုင်းထားသည်ကိုတွေ့ရပါသည်မြောက်ကြီးသည်ထုံးခေအားအတင်းလိုက်ကိုက်နေသည်ဖြင့်သူတို့နှစ်ယောက်ကကျိုးစာကို အတင်းဆွဲထားရပါသည်ထိုချိန်၌ရွာသား၃လျောက်ရောက်လာရာ၎င်းတို့အထက်တွင် ကိုဖိုးတွင်ကိုဆံမြတို့ပါပါသည်မြောက်ကြီးမှာအကင့်မပစ်ပွားမီတစ်နေ့ကကျွန်တော်တို့ရွာတွင်မြောက်ပွဲပြသွားသော ကိုလက်တို့၏မြောက်ကြီးဖြစ်ကြောင်းသိရပါသည်မြောက်ကြီးသည်ရွာတကားဘက်သို့အတင်းယုံကံပြေးသွားလျက်ရှိသည်ဖြင့်၎င်း၏ဥကောင်းနှင့်လက်များတွင်လည်းသေစာသွင်းနှံ့နှင့်တူသောအကွက်များကိုမြင်ရသည်ဖြင့်ကျွန်ုပ်တို့အားလုံးပင်ပို၍တင်ငါမကင်းဖြစ်လာပါသည်တို့ပြည့်၍ကျွန်တော်သည်တကြီးဥစ်စ်ကောင်းထံသို့တွားပြီးလျင်အကျိုးအကြောင်းပြောပြရာကျွန်တော်နှင့်အတူလိုက်ပါရန်ကိုဖို့သွဲကိုဆံမြ ကိုအေးမောင်ကိုသားဆန်တို့ကိုထည့်လိုက်ပါသည်ဆန်ရနှင့်ဖိုးလူမှာမြတ်ကိုခြေသားသောကျိုးစာကိုကန်၍ရှေ့မှသွားကြပါသည်ကျွန်တော်တို့သည်ရွာမှထွက်ခဲ့ရာမြောက်ကြည့်သည်မြောက်စုစုသို့သွားသောခြေလင်းလန်းကလေးအတိုင်းဆွဲခေါ်သွားသည်ဖြင့်ကျွန်တော်တို့လည်း၎င်းနောက်မှလိုက်ကြရပါသည်ခီးမှန်နှစ်မိုင်ခန့်ရောက်၍ ကျွန်တော်တို့မှာအတော်အတန်မောပန့်လျက်ခိတရန်နာမီပြုတ်တော်လေယောက်ကြီးသည်မရမနာပဲကျွန်တော်တို့အားစ조사ကိုအတင်းဆွဲ၍ခေါ်နေသဖြင့်ဆက်လက်သွားကြပါသည်ရှေ့သို့မိုင်ဝက်ခန့်ရောက်သောအခါကတိပင်ကြီးသည်အောက်သို့ရောက်လာ၍တစ်ပင်ရိတ်အောင်၌ခိတနားကြမီအပြုတ်တွင်မြောက်သည်လမ်းမပေါ်မှဆင်း၍လမ်းနှဖေးရှိသောဆက်ကလေးတစ်ခုရှိရသော조사ကိုဆွဲ၍ခေါ်နေသဖြင့်ကျွန်တော်တို့သည် ရှုကလေးနဲ့တူသည့်မြင်းဤဘက်သို့လိုက်သွားရပြန်ပါသည်။ kait 30 40ခန့်မြင်းနှင့်တောဆက်ကလေးသို့ရောက်သောအခါယောက်ကြီးသည်မြင်းများပွနေသောနေရာတစ်ခုပေါ်တွင်ထိုင်ကမြေကြီးကိုလမ်းများဖြင့်အတင်းကုတ်ချစ်နေပါတော့သည်။ထိုအချင်းအရာကို ကျွန်တော်တို့အားလုံးရက်ကြည့်နေသောအခါမြောက်ကြီးသည်ကျွန်တော်တို့ထံတဖန်လာရောက်ကကျွန်တော်ပစိုးစာကို၎င်းဖိုးလူပစိုးစာကို၎င်း အတင်းစွန့်ငင်နေပါသည်ထိုအခါမှကျွန်တော်တို့လည်းရိတ်မိလာ၍မြေပုံမှမြေပွားများကိုလှမ်းများဖြင့်ထိုးဆွ၍၎င်းဒါကြောင့်များဖြင့်တူး၍၎င်းတစ်ကိုင်းများကိုတူရင်းကဲ့သို့ချွန်းထက်အောင်ပြုလို့၍၎င်းတူးဖို့ကြရာတဒောင်ခန့်မြတူးမိသောအခါလူဤခြေထောက်တစ်ဖက်ပေါ်လာပါသည် နောက်နိုင်ယူွက်ခက်ဆက်လက်တူးရရင်ဥကောင်တလုံးပေါ်လာ၍အလောင်းမှာလက်ဝဲပက်လက်ပြက်နေသော မြောက်စီဟာကိုလက်တူကြီးအလောင်းဖြစ်ကြောင်းတွေ့ရပါတော့သည်အလောင်းမှာဦးကောင်းတွင်ဒံယာများတွေ့ရ၍သူများလည်းအင်းကြီးအဝတ်စားများတွင်စွန့်ထင်းပါသည်တဲများမြေကြီးများနှင့်ရောနှောနေပါသည်ထို့အခါကျွန်တော်သည် ကိုအင်းမောင်နှင့်ကိုသားဆန်တို့ဟာအဆောင်ထားပြီးလင်ရွာသို့ချက်ချင်းပြန်လာ၍တကြီးဟာအကျိုးအကြောင်းပြောပြပါသည်ထို့နောက်တကြီးလိုက်လာပြီးလင်ကြောက်အိုးရွာသို့ လူလွတ်အကူညီတောင်းပြီးနောက်ထန်းစဉ်တစ်ခုပြုတ်လောက်ကအလောင်းကိုတရက်မြို့ဆင်းုံတို့ပို့လိုက်ရပါသည်အလောင်းတွေ့ရချင်းနှင့်ပတ်သက်၍ဤမြတာဖြစ်ပါသည်ထို့နှင့်ညနေ၌ပင်ကျွန်တော်အိမ်တို့ရဲရာရှိများရောက်ရှိလာ၍တကြီးအိမ်တွင်ကျွန်တော်အားထပ်မံစစ်ဆေးရာရုံးတော်တွင်ယခုထွက်ဆိုသည့်အတိုင်းထွက်ဆိုခဲ့ပါသည်ထို့နောက်မြောက်ကုတ်ခံရသူထုံးခေအားသင်္ကမကင်းကစ်သည်ဆိုကား ထွန်းခေအားဟန်းစည်းပါသည်ထွန်းခေအိမ်တို့ရဲရရှိများတွားရောက်ရှာဖွေသောအခါ၌လည်းတက်သည့်အဖြစ်ဖြင့်ကျွန်တော်လိုက်ပါရပါသည်ဤတို့ရှာဖွေသောအခါနောက်ဖေးမိဖို့ခံသင်ရှူတစ်တာအတွင်းမှ လုံကြီးဟောင်းတတဲ့ဖြင့်ထုတ်ထားသောမူးစီမက်စီငါးမူးစီစုစုပေါင်း53ချက်ခွဲကိုတွေ့ရသဖြင့်ရဲရရှိများကအသိစေလိုက်ပါသည်ကုတ်ပြေကုန်ခေဤ အပြာရောင်ရှက်အင်ကြီးဟောင်းတထဲတွင်သွေးခွန်နှင့်တူသောအကွက်များတွေ့ရ၍အင်ကြီးကိုလည်းအင်ခေါင်မူးတန်း၌ထိုးထားသည်ကို တွေ့ရပါသည်ထိုပစ္စည်းကိုလည်းရဲအရာရှိများကတင်းစေလိုက်ပါသည်ကိုလူနှင့်ဆန်ရတို့ထွက်ချက်ဖိုးလူနှင့်ဆန်ရတို့ထွက်ချက်မှာထိုနှင့်နနက်ကသူတို့သည်ထုံးခေကြီးအင်ရှိကုပစ်ပေါ်တွင်ဖုံးခင်နေတူလက်ဖက်ရည်ကျန်းတောက်နေစဉ်ကုပစ်ပေါ်သို့ မြောက်ကြီးတကောင်ခုံတက်လာပြီးနောက်ထွန်ခင်အားကြိုက်ပုံလက်သေးမြတ်နဲ့ကုတ်ချစ်ပုံဖိုလ်လူကမြောက်ကြီးကိုအတင်းဝင်း၍ဖမ်းပြီးလင်ကျိုးချောင်းဖြင့်ကြီးသားရပုံမြောက်ကြီးသည်ထွန်ခင်ပေါ်တွင်တဲတဲမင်းမင်းအခဲမကြီးနိုင်တဲ့ကဲ့သို့ရှိနေပုံထို့နောက်ကျိုးစာကိုအတင်းဆွဲပြီးလင်ရော်ရကားစီတို့တော်ရင်အတင်းရုံးကနေပုံများနေတကွဆယ်အိမ်ကောင်းဥတုပ်ပေါ်နေသူလိုက်ပါတော်ပြီနော်ယောနဲ့ နှစ်မိုင်ကျော်ကျော်ခန့်အရောက်ကတိပင်ကြီးတပင်အနီးမှာရှိုးတဲ့တွေမြောက်စီဟာကိုလက်တို့အလောင်းတွဲရပုံများကိုထပ်ဆုပ်ကြလေသည် အခြားတပ်တွေများမှာအလောင်းကိုရှာဖွေရာတွင် လိုက်ပါတော်သူများ အလောင်းကိုစေယုံတို့ပို့ဆောင်ရာတွင် လိုက်ပါတော်သူများဖြစ်၍အရေးမကြီးလားဗျရဲဖွဲ့မှ နောက်ဆုံးတင်ပြသောတပ်တွေမှာနွားကြောင်သားမောင်စိန်ဆိုသူတငယ်တယောက်ဖြစ်၍ရွာတွင်ကိုလက်တို့မြောက်ပွဲ ပြသောနေ့နေဝင်ရီတရောအချိန်လောက်၌သူသည် ရွာမြောက်ဖက်တကားမှနွားများကိုစကြက်မှပြန်သွင်းလာစေထွန်ခေယခုလူသက်တရခန့်သည်လွယ်အိတ်တလုံးကိုလွဲကားရွာဤမြောက်ဖက်လမ်းကလေးအတိုင်းမြောက်ဖက်စီမှခတ်တုတ်တုတ်ရှောက်လာသည်ကိုမြင်ရကြောင်းဖတ်ဆို၏၎င်းတက်တီခန့်ချက်မှတရခန့်ဤအပြုတ်မှုတော်လာများကိုတစ်ခုနှင့်တစ်ခုဆက်ဆက်မိအောင်ပြုတ်လုပေးသည့်ခွဲဆက်တစ်ခုပင်ဖြစ်လေသည် စီးစရာဝယ်မစ္စတာဘာနက်ဤထွက်ချက်မစ္စတာဘာနက်ကမိမိသည်ဤအမှုတွင်တေသူကိုလက်တို ဆိုသူဤအလောင်းကိုစစ်ဆေးရကြောင်းအလောင်းဤဥကောင်နောက်စီတွင်လေးတုံးလက်မခံကွဲနေသည့်ဒံယာကြီးတစ်ခုကိုတွေ့ရပြီးလျင်၎င်းမှာနောက်ဖက်မှနေတုံးတော့လက်နှစ်တစ်ခုဖြင့်ပြင်းထန်စွာရိုက်လက်တော့ဒံယာဖြစ်ကြောင်းအောက်ချီမှသွေးများသည့်အုံနောက်အတွင်းသို့တလက်မလေးပုံသုံးပုံခန့်ဝင်သွားကြောင်း ဤတန်ရာကြီးမှာခွန်အားပလာကောင်းသောသူတယောက်ကိုပဲတစ်ချက်ထင်းနဲ့တည်စီနိုင်သောဦးကောင်ရှိနှစ်ဖူးထိတ်တွင်လဲအထာတန်ရာလေးနှစ်ခုတွေ့ရသေးရာ၎င်းတို့မှာတည်သူသည် နောက်မှရိုက်လေတော့အရှိန်ဖြစ်ရှေ့သို့လဲကြသွားစဉ်ကြောက်ခဲကဲ့သို့မာကျော်သောအရာတစ်ခုဖြင့်ထိခိုက်မိ၍ခင်နိုင်ကြောင်းအလောင်းကိုရင်ခွဲစစ်စစ်ကြည့်သောအခါကူးထဲရှိအသေးနှလုံးအစုပ်ကြောက်ကဲ့စသည့် ီသည့်အင်္ဂါအစိတ်ပိုင်းတွင်မှယောဂမရှိသည်ကိုတွေ့ရကြောင်းအလောင်းကိုတွေ့ရသောအချိန်၌ထို့သူတည်ဆုံးသည်မှာနိုင်ရီပေါင်း30နှစ်40အတွင်းရှိနေပြီဖြစ်သည်ဟုမိမိယူဆကြောင်းထပ်ဆိုလေသည်စင်းစာတတ်တေကံရန်ကုန်ဓာတုဗေဒဌာနမှထင်မြင်တွေ့ရှိချက်အရတရားခံဤရှက်အင်ကြီးပေါ်မှတွင်နှင့်မြောက်ဤကိုဘော်တွင်6တွေ့နေသည့်တွင်မှလူသွေးဖြစ်၍အချိန်ကန် dressing ယောဆပ်ဘုံကြီးသူညီသဖြင့်လူတယောက်ထဲ့သွေးဖြစ်သည်ဟုဆိုရပေမည်ဟုရေတာပါရှိပါ၏မြောက်စီဟာကိုလက်တူကိုတတ်မှုနှင့်ညောင်စင်ရွာမှ ထုံးခင်ဆိုသူအားတရခံဖြင့်ဆွဲဆိုသောအမှုမှာကျွန်ုပ်ယုံသူရောက်လာ၍စစ်စီရ၏ကျွန်ုပ်ယုံမှာလူတတ်မှုများကိုစစ်စီ၍အပြစ်ပေးနိုင်သောယုံမဟုတ်ချေမူရင်းအမှုကိုသာစစ်စီ၍တက်သည်မခိုင်လုံကတရရှင် လွတ်ပြစ်နိုင်သည်ခိုင်လုံကအထယုံဆက်ရှင်တရားသူကြီးတို့တင်ပို့ရ၏တရက်မြို့ district နှင့်ဆက်ရှင်တရားသူကြီးကသာ အပြစ်ပေးပိုင်ခွင့်ရှိလေသည်အထက်ပါအမှုဖြစ်ပျက်ပုံအကျိုးကြောင့်နှင့်တကွတပ်တည်များကိုစစ်ဆေးပြီးနောက်ရဲဘက်မှဆွဲဆိုထားသောတရားခံပေါ်တွင်တပ်တည်ထွက်ချက်လုံလောက်သည်မလုံလောက်သည်ကိုအောက်ပါ အချက်လက်များအရတစ်ခုပြီးတစ်ခု ခွဲကြ၍ကျွန်ုပ်စဉ်းစားကြည့်မိ၏ ယင်းအချက်လက်များမှာအောက်ပါအတိုင်းဖြစ်ပါလေသည်၁ကိုလက်တူဤမြောင်ကြီးသည်လူသုံးယောက်ထိုင်နေသည့်အ낵ထုံးခင်တရားကံကိုမှရွေး၍ကြိုက်ဖက်ကုတ်ချစ်ခြင်း၂၊မြောက်စရာကိုလက်တူသည်ရွာမြောက်ဖက်သို့ထွက်သွားခြင်းနှင့်ထိုနှစ်နေဝင်ရည်တယောက်ချင်းတွင်တရားခံအားမြောက်ဖက်စီမှခတ်တုတ်ပြန်လာသည်ကိုနွားចောင်းသားကလေးမောင်စင်ကမြင်လိုက်ခြင်း၃ တရခိုင်ရှက်အင်းကြီးအထဲထဲပေါ်တွင်လူသွေးများတွေ့ရ၏ထိုသွေးနှင့်မြောက်ဤကိုပေါ်မှ တွေ့ရသောသွေးမှာလူတစ်ယောက်ထဲ၏သွေးဖြစ်သည်ဟုဓာတုဘေရဌာနကတွေ့ရှိထားခြင်းလေးတရခိုင်သည်သွေးများစွန့်ပေးနေသောအင်းကြီးကိုထားယူထားစဉ်နေရာမျိုး၌မထားဘဲအင်းကောင်မှုဝလုံးတန်းအောင်တွင်လုံထွေထိုးထားသည်ကို တွေ့ရခြင်းနာထို့အတွက်တရခိုင်သည်ရင်းပစ္စည်းကို လူမမြင်နိုင်အောင် လုံခြုံစားတင်းစဲထားရရှိခြင်း6ထိုအင်းကြီးမှာ အပြာရောင် ရှက်အင်းကြီးဖြစ်၍ထိုအင်းကြီးမျိုးကိုတရားခံဝတ်ကြောင်းတပ်တည်များကထွက်ဆိုခြင်း9တရားခံအင်းတွင်းရှိ နော်ဖိကမထင်းရှုတစ်တာအဟောင်းထဲမှာဒင်းကမူစီမက်စီများ53ချက်ခွဲဖို့တွေ့ရှိခြင်း8မြောက်စရာကိုလက်တော်သည်ဆန်နှင့်အခြားပစ္စည်းများကိုမယူဘဲ သူဤမြောက်ပွဲအတွက်ဒင်ကာမူစီမက်စီစသောငွေများကိုသာယူခြင်း၉ညောင်ကြည့်သည်၎င်း၏တခင် အလောင်းရှိရာသို့လိုက်လံပြသသည်ဟုသောဖတ်ချက်မှာယုံမှတန်နေရရှိရန်အကြောင်းတစုံတရာမရှိပေအထက်ပါအချက်၉ချက်ကိုကျွန်ုပ်သည်ယထာပူဒကြသောဤဖြင့်လေးနဲ့စွာစဉ်းစားခဲ့၏တေရခန်းသည်ကျွန်ုပ်ယုံမှဆက်ရှင်ယုံအထိဤကိစ္စတွင် တစုံတရာမတိရကြောင်းဖြင့်ဘူးကွယ်လျက်ရှိ။ထိုးလူနှင့်ဆံရတို့သည်သူအားယခင်ကရန်ညိုးရှိသဖြင့်တမင်တက်တက်လိမ့်လဲထတ်ဆိုခြင်းဖြစ်သည်ဟုအစ်စ်ခန့်၏။ဦးကြည်မက်စီငွေ90ကျော်ဖို့မှာသူစူဆောင်းထားသောငွေများဖြစ်သည်ဟုအစ်စ်ခန့်၏။ကျွန်ုပ်၏ထင်မြင်ယူဆချက်မှာရင်းတက်တဲ့ကံချက်များသည်ဤမှုတွင်ညံ့မြင့်တက်တဲ့မရှိတော်လဲအထက်တစ်ခုနှင့်တစ်ခုသည်တစ်ခုအပေါ်၌တစ်ခု အညမညသဘောတရားဖြင့်အကျိုးပြုလျက်ရှိသောကြောင့်အလုံးကွင်းဆက်ကောင်းသောတတိကံချက်ပင်ဖြစ်သည်ဟုယူဆရ၏တုဖီယာက ထွန့်ခင်မှာတရားခံအစစ်ပင်ဖြစ်ပေလိမ့်မည်တနည်းအားဖြင့်ဆိုသောဤလူတတ်မှု၌တရားခံထွန့်ခင်မှာလွဲ၍အခြားမိသူတဦးတယောက်မြတရားခံဖြစ်နိုင်ရန်လမ်းမရှိပေအထက်ပါအချက်၉ချက်ကိုမိသည့်ရှူးရောင်းကပင်ကြည်စီမိသူတဦးတယောက်မြတ မဖြစ်နိုင်ပဲတရားခံထုံးခေအပေါ်၌သာပြန်၍တက်သူကြပေလိမ့်မည်တစုံတယောက်သောသူသည်ထုံးခေအပြာရောင်ရှက်အင်းကြီးဟောင်းကိုပို့ဆင်ပြီးနောက်မြောက်စီဟာကိုလက်တို့ကိုတက်၍မူစီမက်စီများကိုယူပြီးလင် ထုံးခေမတိစီပဲ၎င်းအိတ်ထဲတွင်ခွက်ထား၍တနည်းအားသို့ထွက်ပြေးလုံမြောက်သွားနိုင်သည်ဟုကြံကြံပန်ပန်တွေးတောစဉ်းစားမိဆိုလျင်လေတဘာဝကိုကြော်လုံပြီးလင် အတွေးခေါ်၍စဉ်းစားမှသာလျှင်ဖြစ်ကောင်း ဖြစ်နိုင်လိမ့်မည်။တို့ဖြစ်၍ကျွန်ုပ်လည်းထပ်ပါချက်ကြီးကိုးချက်ဤတစ်ခုနှင့်တစ်ခုဆက်ဆက်ပေါ်အကျိုးပြုပေါ်တစ်ခုစီရှင်းလင်းရေးသားပြီးလျင်အမှုမှာတက်တည်ထွက်ချက်များပြည့်စုံ၍ဆွဲဆိုတင်ပို့တင်ကြောင်းမှတ်ချက်ရေးသားပြီးလျင် District Session ရုံးတော်သို့တင်ပို့လိုက်လေသည် ကျွန်ုပ်ဤယူဆချက်မှာမှန်သည်ဖြစ်စီမှားသည်ဖြစ်စီတနုပ်ဤအကောင်းဆုံးသော ထင်မြင်ချက်ကိုအသုံးပြုခါဆုံးဖြတ်လိုက်ရသည့်အတွက်တရားသူကြီးတယောက်အနေဖြင့်တောင်းဝင် ကြေပြွန်ပေးပြီးဟုယောသားစွာထင်မြင်မိပါကြောင်းမှတ်ချက်အထက်ရုံးတော်မှထုံးခင်ပေါ်တင့်ထင်ရှားသည့်ဖြင့်ထောင်းတန်းတသက်ကြခံစီရန်အမိန်ပေးလိုက်လေသည်